အားလုံးပဲမင်္ဂလာပါရှင်မြန်မာဝိုင်ဒီ channel ရနေပရိသတ်များကိုကြိုဆိုပါရစေဒီနေ့မှာတော့ဒီနေ့မှာတော့စာရေးသူဇေယနာရာမညရေးသားထားတဲ့အောင်မြတ်တာနဲ့ရေးတဲ့ရဆိုတဲ့ဇာတ်လမ်းလေးကိုတင်ဆက်ပေးခြင်းပါတယ်ဇာတ်လမ်းလေးမစသေးခင်မှာ channel လေးကို like and subscribe လေးနဲ့ဇာတ်လမ်းတိတိတင်နိုင်မှသိနိုင်မှု notification bell လေးနှိပ်ပေးပါအောင်ရှင်ဟုတ်ကဲ့ဒါဆိုရင်တော့ဇာတ်လမ်းလေးကိုစလိုက်ပါတော့မယ်အောင်မြတ်တာတို့ဆရာတပည့်တွေခြေဥတက်ရရှောက်သွားရင် EOD တိုင်းရလမှုတန်းဆိုတဲ့ရွာလေးကိုရောက်ရှိလို့လာခဲ့တယ်။တရွာလုံးတန်ကအလုပ်ကိုသာလုပ်ကင်ကြပြီးဘာသာရေးအားနည်းတာကိုအောင်မြတ်တာတို့တတိထားမိခဲ့ကြတယ်။တရွာလုံးမှာဘုံကြီးเจ้าတเจ้าပဲရှိပြီးတော့ဘုံကြီးเจ้าမှာတန်ကလုံးဝမရှိရပဲ။နေစဉ်ရက်ဆက်အာခုတို့အလုပ်ဖြစ်တဲ့ငါးဖမ်းလုပ်ငန်းတွေသာအခြေကုံရင်းနဲ့ဘဝဟုတ်ဖြစ်တယ်လို့ဖြတ်တန်းနေကြတာမျိုးတော့အောင်မြတ်တာတပြင်းအရှိတစ်ချက်ချလိုက်မိရဲ့။အောင်မြတ်တာတို့လည်းဘုံကြီးเจ้าအဟောင်းမှာတင်းရင် ရွာကန်တယောက်နှစ်ယောက်နဲ့စကားစမြည်ပြောပြကြတယ်။ရွာကန်နေနဲ့စကားပြောရင်တက်ခါရဒီဒေသမှာချောင်းနေမြောင်းနေပေါများပါလျက်နဲ့ဘာလို့ဒီရွာဆင်းရဲနေကြလဲလို့မေးတော့ရွာကန်တယောက်ကဟုတ်တယ်ဗျ။အေးအားဆိုကျုပ်တို့ရွာအရန်ကိုစီကားခဲ့တာဒီရွာနီးချုံဆက်တရာကျုပ်တို့ရွာမှာအခြေချပြီးလောက်ကင်စားတောက်ခဲ့ကြတယ်ဒီရွာရဲ့အနောက်ဘက်ချောင်းမှာနွားတိချောင်းဆိုတာရှိရယ်နွားတိချောင်းဟာထွက်တဲ့ငါးပစုံနေဆိုတာ ကျုပ်တို့တွေရောလို့ဟန်းတော်မကုန်းနိုင်ဘူးအဲ့ဒီလောက်ထိပေါ်များခဲ့တာဒါဆိုအခုအဲ့ဒီချောင်းမှာငါးပစုံနဲ့ကုံသွားလို့လားကုံတာမဟုတ်ဘူးဘသူမှသွားမဖန့်ရဲကြတာဟမ်ဘာလို့သွားမဖန့်ရဲရလဲမိချောင်းတွေဘာလဲရှိလို့လားမိချောင်းထက်စူရဲလို့ပြောရမှာပဲဗျဒီတိုင်းပြောရင်ကို့ဆရာတို့နားလည်မှာမဟုတ်ဘူးအစအဆုံးပြောပြမယ်ကျုပ်တို့ငငယ်တော့ကနွားတိချောင်းလို့အမည်မတင်သေးဘူးနတ်ဆန်းချောင်းလို့ခေါ်ကြတာဘာလို့နတ်ဆန်းချောင်းလို့ခေါ်လဲဆိုတော့ လာခွက်ရဲ့လာပြင်းနေဆိုရင်ချောင်းထဲမှာကိုရောင်ကိုဝါတောက်ပါတဲ့ယောက်ျားတွေမိန်းမတွေရေလာလာချိုးလို့ပဲနတ်ဆန်းချောင်းကရေရသားမန်ချောင်းရည်တွေလိုမနှောက်ကြည့်ပဲနဲ့ကြည်နေနေတာသူ့ရဲ့ထူးခြားမှုတစ်ခုပဲကျုပ်တို့ငငယ်တော့ကရွာမှာလူနေအင်ဂျယ်တွေလည်းတိတ်မရှိသေးဘူးရွာနီးချုပ်ဆက်မှာလည်းလူရေမနေကြသေးတော့နတ်ဆန်းချောင်းကလှကျင်တိုင်းလှနေရပေါ့နတ်ဆန်းချောင်းမှာရှိတဲ့ငါးတွေဆိုရင်လည်းနဲ့လိုက်ဖမ်းလို့တော့ရတယ်ကျုပ်တို့အဖိုးဖွားတွေပြောတာတော့နတ်ဆန်းချောင်းမှာရေလာလာချိုးတဲ့သူတွေက ရင်ငယ်ပိုင်ဥရှင်ကြီးရဲ့ကိုလုံးတော်လေးတဲ့နတ်ဆန်းချောင်းလှပတဲ့အချိန်တုန်းကငါးပစုံနေဆိုတာမစားချိန်မှာအဆုံးပဲကျုပ်တို့ရွာရဲ့ထူးဆန်းတဲ့တည်းရငါဖမ်းတော့မယ်ဆိုရင်နတ်ဆန်းချောင်းဘေးမှာဝါးပင်လေးလှုပ်ပြီးတော့ပူဇော်ရတယ်ဒီနေ့ငါးပနက်ပိတ်တာရရင်တော်ပါပြီဆိုတဲ့ကတိကိုဝါးစင်အရှင်မှာထိုင်ပြီးတိုင်တယ်ရတယ်ရှေးလူကြီးရဲ့ပြောထားတဲ့ကတိအတိုင်းတည်ကြတော့ငါ့ရဲ့ပစုံနေဆိုတာကွန်တပြင်းနဲ့တော်တော်လေးရတာနောက်ပိုင်းနတ်ဆန်းချောင်းမှာငါးပစုံနေပေါ်တယ်ဆိုပြီး ရွာနီးချုံဆက်ကလူတွေလာရောက်ဖမ်းဆီးခဲ့တယ်။နေပေါင်းဆောင်ကလာတဲ့လူတွေကရိုးရတလေးကိုလည်းမပူစော၊ဂတိတီကိုလည်းမတီးတော့နတ်ဆန်းเจ้าဝရေတွေတဖြည်းဖြည်းနှောက်ကြည့်လာခဲ့တယ်။ရေတွေနှောက်ကြည့်လာတော့ရခင်လာပြေးလာွက်တွေမှာရေလာကစားတဲ့ပုံကိုယ်ကြီးလည်းမလာကြတော့ဘူး။အဲ့လိုကနေတဖြည်းဖြည်းပစုံနေနေလာတယ်။တနေ့မှကျုပ်တို့ရွာတာဘူးဆိုတဲ့နှွားเจ้าသားတယောက်နတ်ဆန်းเจ้าနာစကြက်မှာနှွားเจ้าရင်းနဲ့အိပ်ပျော်သွားတယ်။အဲ့ရနူးလာတော့သူ့เจ้าနေရဲ့နှွားတွေက တကောင်ရော့နေရတတိထားမိသွားပြီးလိုက်ရှာတော့နန်းစန်းเจ้าထဲမှာပြန်တွေ့ရလို့ပြောတယ်။ဒါပေမဲ့နွားဟာတည်နေပြီ။တည်တာရိုးရိုးတည်တာမဟုတ်ဘူး။တကောလုံးကပ်ရဖဲ့ရလေးနဲ့တည်တာ။နွားเจ้าသားလေးကတော့အဲ့ဒီချိန်တွေကတွတ်တွတ်ခါအောင်ယူသွားတာခုချိန်ထိပဲ။အဲ့ဒီတည်းကနန်းစန်းเจ้าကနေနွားတည်ချောင်းဆိုပြီးဖြစ်သွားတာ။เจ้าထဲမှာငါဖန်တဲ့သူတွေကတလားတကလှေမှောက်တည်လိုက်၊ရင်းနေတည်လိုက်နဲ့တည်လိုက်ကြတာ။ဘယ်သူမှမသွားရင်းအောင်ပဲ။ဘယ်သူမှမသွားကြတော့လောက်ွယ်နေနေဆိုရင် ဝမ်ကောင်းတန်ကြီးနဲ့ချောင်းထဲကအော်ရဲတန်ကြီးကြားရတယ်။အဲဒီချိန်တွေကကျုပ်တို့ရွာစီးပွားပြတ်တော့တာပဲ။အဓိကထားလုံးနေရတဲ့ချောင်းထဲကိုမှမသွားရကြတော့တာ။ဘလို့လောက်ကန်ရတော့မလဲ။ချောင်းထဲကိုဘသူမှမစင်းကြတော့ချောင်းဆက်မှာမွေးထားတဲ့ကြက်တွေပဲဒီကိုညာဘက်ဝင်းဝင်းဆွဲရလို့ပြောကြတယ်။မြင်တဲ့သူတွေပြောတာကတော့လေးဘက်ထောက်ပြီးကြက်ချန်ထဲကိုဝင်လာတဲ့ကြက်နှစ်ကောင်လာကိုကိုက်ပြီးချောင်းထဲပြန်စင်းသွားတယ်လို့ပြောကြတယ်။ဒီလိုနဲ့ရွာလဲတစ်ဖြည်းဖြည်းခြောက်ကက်လာတယ် ရွာအောင်ကျောင်းစီကတော့ပြန်လုံတော်မူပြီးရဲ့အချိန်အားစပြီးတော့နောက်ထပ်တန်ခါတော်တွေမရောက်လာကြတော့ဘူး။အောင်မြတ်တာနဲ့ဖြစ်စဉ်အစအဆုံးကိုနားထောင်ပြီးတော့ကျုပ်တို့ကုညီပေးနိုင်မယ်လို့ထင်တယ်။ဒါကြောင့်နွားသိချောင်းလိုက်ကြည့်ကျင်တယ်။မိတ်ဆွေလမ်းပြပေးလို့ရမလား။အဲဒီလိုမျိုးရွာကန်လူကြီးကလမ်းပြပေးလို့ကတော့ရပါတယ်။ချောင်းနာတိတော့ကျုပ်မလိုက်ဘူး။ရပါတယ်။ကျုပ်တို့အချိန်နဲ့ကြည့်ုံပဲကြည့်ပြီးမှဘာဆက်လုပ်ရမလဲပြောပါမယ်။ကျုပ်တို့လမ်းပြပေးပါအောင်။အောင်မြတ်တာစကားဆုံးမှာတော့ ကြွားကလူနှစ်ယောက်ကနွားတိချောင်းရှိအောင်ခေါ်ဆောင်သွားကြတယ်။တရွာလုံးကအောင်မြတ်တာတို့ကိုအထူးစမ်းနေနဲ့ဝိုင်းကြည့်နေတဲ့ချိန်လူတယောက်အောင်မြတ်တာတို့စီပြေးဝင်လာတယ်။ပြေးဝင်လာတဲ့သူကအောင်မြတ်တာတို့ရှေ့ရောက်တော့ရက်လိုက်ပြီးတော့နွားတိချောင်းကိုသွားမလို့လားမသွားနဲ့အဲ့ဒီမှာတရေအကြီးရှိရဲ့လူတွေကိုလဲစွားတယ်နွားတွေကိုလဲစားတယ်လေချောင်းသွေးကိုဖောက်တော့ပြီးအယိုးတွေကအစီကိုစုတ်တဲ့တရေရှိရဲ့သူ့မျက်နှာမှာလဲမျက်လုံးမပအောင်နှာခေါင်းလဲမပအောင်ပါးစပ်တစ်ခုပဲပါတာ ူကခမရတို့ကိုတတ်စားလိုက်မယ်မသွားကြနဲ့အဲဒီလိုကြောင်ဟာလန့်အာပြောနေရမြင်တော့ရွာကန်လူတွေကဟဲ့အယူတာဘူးအဲ့တဲ့တွေကိုပောက်ကရတွေရှောက်ပြောနေရဲ့မင်းခါလိုက်ခုလိုတွေမပြောပါဘူးဒီနေ့မှဘာတွေလာပြောနေရလဲအဲ့ဒီလိုပြောတော့တာဘူးဆိုတဲ့အယူကမျက်မှောင်ကျုပ်လိုက်ပြီးခမရတို့ဘာသိလို့လဲဒီလူတွေမလောက်ရေတရေကြီးကကျုပ်ကိုခြောက်ခိုင်းထားတာအဲ့ဒီလိုအော်ပြီးတော့ရွာထဲပြေးသွားတော့တယ် အောင်မြတ်တာတို့လည်းရွာခန့်တွေကိုကြည့်ပြီးဒီအယူကထူးခြားနေတယ်လို့ပဲသူအရင်ကဒီလိုမျိုးတွေလိုက်ပြောတတ်လားဘယ်ဟာလာပြောတတ်ရမှာလဲကျုပ်တို့မင်းအောင်မဖြစ်ဘူးခုမှပေါက်ကြရတွေရှောက်ပြောနေတာရွာခန့်လူတွေရဲ့စကားကိုကြတော့အောင်မြတ်တာရှိလိုက်ပြီးတော့နွားသေးချောင်းကကောင်းတော့ကျုပ်တို့လာမယ်ဆိုလို့ကြောက်နေပြီထင်တယ်အဲဒီလိုခန်းနောက်နောက်ပြောပြီးနွားသေးချောင်းဘက်ကိုဆက်ထွက်ခဲ့ကြတယ်ရွာနောက်ဖက်လေကွင်းတစ်ခုလောက်ကိုဖြတ်ပြီးရဲ့နောက်မှာတော့နွားသေးချောင်းဆက်ကိုရောက်ကြရဲ့ 69ရောက်တော့အောင်မြတ်တာကတက်ခိုင်ဒီချောင်းရည်ကမျိုးပုတ်ပုတ်အရာဖြစ်နေတာတော့ထူးဆန်းနေဟိနောက်ပြီးချောင်းရည်တွေကနေအညီနဲ့နေတယ်ရတယ်တပွဲတလန်းတော့တွေ့ရုံမဲ့တင်တယ်အဲဒီလိုပြောလိုက်တော့တက်ခိုင်ကဆရာဒီလိုနေရာတွေမှာတောက်ရကကျွမ်းနေလေသူ့ကိုရင်ငုတ်ခံပြီးရေတရဲကိုလိုက်ရှာခိုင်းမကောင်းဘူးလားဒေါက်တာဝရီမြင့်မာတော့ကတောက်ရမြင့်တဲ့ဆင်းခဲ့သေးရပဲအဲဒီလိုဆိုပြီးရီကျဲကျဲပြောတော့တောက်ကကိုစီရတော့အချွန်ထဲမှနေပြီး ပြောပြီးတော့ချောင်းရိုးတစ်လျှောက်ကိုလိုက်ကြည့်လိုက်တော့လေ။အောင်မြတ်သားတို့လည်းနွားသိချောင်းကနေဖုန်ကြီးချောင်းရှိရာပြန်လာပြီးသူ့ချောင်းမူတစ်ခုခုရှိရင်မိမိတို့ကိုလာပြောဖို့ရွာခံနေကိုမှားခဲ့လိုက်တယ်။ညာဘက်ဖះရှိကိုတရားထိုင်မိတဲ့အချိန်မှာတော့မိတ်ဆွေတို့မိတ်ဆွေတို့ကြောက်ပါရွာခံလူပါနွားသိချောင်းဘက်ကနေသူစမ်းတဲ့အတန်ကြီးကြားနေရလို့အဲ့ဒီလို့ဆိုပြီးလှမ်းပြောနေတဲ့အတန်ကြတော့အောင်မြတ်သားကပဒင်းပေါက်ကနေလှမ်းကြည့်ပြီးမိတ်ဆွေကိုနေတရာမတွေ့မိပါဘူး အရီလို့ပြောလိုက်တော့ကြောင်အောင်ကလူကကြောက်မအားလို့မလိုက်လာတာအခုနွားတိတ်ချောင်းကနေထူးဆန်းတဲ့အတန်လေးကြားလို့လာခေါ်တာအရီလို့ပြောတော့အောင်မြက်တာကျုပ်တို့ခုတော့မလိုက်နိုင်တော့ဘူးမိုးရမ်းချုပ်နေပြီစိတ်မပူနဲ့ရွာပြင်းကနေရွာထဲကိုဘယ်မကောင်းစိုးဝါမှမဝင်နိုင်အောင်လှုပ်ထားပြီအရီလို့ပြောလိုက်တော့ကြောင်အောင်ကလူကအဲ့ဒါဆိုလဲပြီးရောဗျာပြောပြီးဆောင်းဆောင်းအောင်အောင်ပြန်ထွက်သွားတော့လေလာခေါ်တဲ့သူပြန်သွားတော့တက်ခါရဆရာပဲသူတို့ကိုလာခေါ်ခိုင်းထားပြီးတော့ဘာလို့လိုက်မသွားရလဲ လာခေါ်တာရွာခံလူမမဟုတ်ပဲဒါကြောင့်မလိုက်သွားတာဗျာဒါဆိုခုနကလာခေါ်တာဟုတ်တယ်ရွာထဲမှာရှိနေရဲ့နန္ဒဘာဝတွေလာခေါ်တာဒီရွာကဘာသာရေးတရားအားနဲ့တော့ရွာထဲမှာမကောင်းဆိုးဝါးတွေတတော်များနေရဲ့ဖြက်လို့ဖြက်စီလောက်တာပေါ့တက်ခိုင်လဲအောင်မြတ်တာရှင်းပြတာကိုနားထောင်ပြီးတော့မိမိအလုပ်ဖြစ်တဲ့အင်းကွက်ဆွဲခြင်းကိုလုပ်နေလိုက်တယ်အချိန်ဘယ်လောက်ကြာသွားတယ်မသိကြာအောင်ကနေမိတ်ဆွေတို့မိတ်ဆွေတို့ ရွာထဲမှာအရေးပေါ်ကိစ္စတစ်ခုဖြစ်နေလို့လမ်းခေါ်တဲ့အတန်ကြားမှာတတိလဲလာတော့တယ်။တက်ခိုင်နဲ့လုံလဆအလုပ်ကိုချပြီးကြောင်အောက်ကိုကြည့်လိုက်တော့နေလေကချောင်းဆက်ကိုလိုက်ပို့ပေးရသူနဲ့ရွာသား၅ယောက်လောက်တွေ့လိုက်ရတယ်။တက်ခိုင်နဲ့ကြောင်ပေါ်ကနေဘာတွေဖြစ်လို့အရေးတကြီးဖြစ်နေကြရလဲ။ရွာထဲမှာအယူတာဘူးတောင်းချမ်းနေလို့ကြက်တွေဘဲတွေကိုအစိမ့်လိုက်စားနေလို့လာကြည့်ပေးပါအောင်။ကျုပ်တို့လိုက်ခဲ့မယ်ခဏလေးစောင့်။တက်ခိုင်လွယ်အိပ်ပါယူလာခဲ့။ဟိုကောင်တောင်းချမ်းနေပြီထင်တယ်။ လော်ဘီကြောင်မောင်ဟာနေဆင်းလာခဲ့လိုက်တယ်။ရွာလေးရောက်တော့အိတ်တအိမ်ရဲ့အရှိမြေကွက်လက်မှာမုတ်တောက်ထိုင်နေတဲ့အယူတာဘူးကိုတွေ့လိုက်ရတယ်။အယူတာဘူးရဲ့ပါးစပ်ထဲမှာလဲကြက်မွေးတွေနဲ့ကြက်သွေးတွေကပေးချမ်းလို့အယူတာဘူးကအောင်မြတ်သားလို့မြင်တော့ပါးစပ်ထဲမှာငုံထားတဲ့ကြက်သားအစင်းကိုထွေးထုတ်ပြီးငါလူသားစားကျင်တယ်။ငါ့ကိုကြွေးမကြွေးရင်တရွာလုံးကိုတက်စားပြင်မယ်။ငါလူသားမစားရတာကြာနေပြီ။ဒီကြက်တွေဘဲဒီအသာအရသာမရှိဘူး။လူသားပဲစားကျင်တယ်။ ထအော်တော့အောင်မြတ်တာတဲဒီအရိုင်းဆိုင်ငါလှုပ်လိုက်ရသေးတော့မယ်မင်းမသူနဲ့လူသားဟောက်ပါတောင်းစားရတော့အောင်မင်းတို့ဘသူကမြှောက်ပေးနေရလဲမင်းတို့ကြွေးမာလားမကြွေးဘူးလားခုနကလူတွေပြောတော့လူသားသွားရှာနေလို့စက်သားစားထားဆိုအခုပမာလဲလူသားငါဘိုက်စာနေပြီ အော်ရင်နဲ့ကုန်းထလာတဲ့ချိန်အောင်မြတ်တာလက်ပြန်ရိုက်ချလိုက်တယ်လေထဲအောင်ရိုက်လိုက်ပေမဲ့ဝင်ပူးနေတဲ့သူကအနောက်ကိုသုံးပေလောင်လွင့်ထွက်သွားတယ် အောင်မြတ်သားနဲ့ဝင်ပူးနေတဲ့သူရဲ့ပက်လယ်မှာစီးဝိုင်းလိုက်ပြီးတော့တင်မသူလဲတင်မာလို့လူသားစားကြင်ရလဲမပြောမချင်းဒီစီးဝိုင်းနဲ့ရနေငရေမီလီယံနေထွက်ပြီးပူလောင်တဲ့ဝေဒနာခံစားရပါစေအဲဒီလိုအမေးပြန်လိုက်တာနဲ့စီးဝိုင်းထဲမှာဝင်ပူးနေတဲ့သူကလူလိတ်ကအော်ဟစ်ပါလေရောအာအာပူတယ်တိတ်တော့မယ်မီးထောက်တယ်မီးထောက်ကြည့်အင်းငါတကုတ်လုံးမီးရေလောင်နေပြီအော်ဟစ်ပြီးတော့ထွက်ပြေးပြီမယ်အောင်မြတ်သားတားထားတဲ့စီးတွေကနေအပြင်ထွက်လို့မရဖြစ်နေတယ် စီဝိုင်းထဲမှာလှိတ်နေရမြင်တော့အောင်မြတ်သာတင်းနာကျင်နေအောင်တက်တာစီချင်းတင်းမသူလဲဆိုတာအမှန်အတိုင်းပြောဒါဆိုတင်းခံစားရတာတွေပြအောင်လုပ်ပေးမယ်ပြောမယ်ပြောမယ်ငှက်နိုင်မယ်မဲကြီးအမလီပူတယ်မီးတောက်တွေနှိမ့်ပေးပါတော့ပူလာပြီလူသားလည်းမစားကျင်တော့ဘူးမီးတောက်အမှန်တိုင်းဖြည့်ပါတော့မယ်မီးတောက်တွေငိမ့်လိုက်ပါတော့အဲရီလိုပြောမှအောင်မြတ်သာမီးတောက်တွေကိုလက်နဲ့ပုံထုံးလိုက်တယ်မီးတောက်တွေငိမ့်သွားတော့အောင်မြတ်သာကဲ တင်အမှန်အတိုင်းပြောလိန်ပြောတာနဲ့မီးတောက်တွေပြန်ထွက်လာလိမ့်မယ်တင်အသားမနာစေချင်းကြုံမေးအောင်အမှန်အတိုင်းချင်းမေးစရာရှိမေးကြုတ်ကိုမေးပြီးရလွတ်ပေးတင်ရဗမာနေရလဲငါကနွားသိချောင်းပြရရေတဖန်းပင်ပေါ်မှာနေတာနွားသိချောင်းထဲမှာရှိရမကောင်းဆိုးအောင်တင်သိလားသိရအမှန်တိုင်းပြော လေတို့ကတော့ပြာဖြစ်တဲ့အထိမိတပြစ်မယ်နွားသိချောင်းထဲမှာနေရတရေအကြီးစားတစ်ခေါက်မယ်နမရတာတီလို့ခေါ်တယ်သူကနွားသိချောင်းမှာမေးမှုနေတာ ကျုပ်တို့ရှာလို့ရတဲ့အတာတွေသူ့ကိုအရင်ပေးရတယ်။မပေးရင်သူ့ရိုက်တာခံရတယ်။ဒါဆိုမင်းအခုလူသားစားမယ်ဆိုပြီးဝင်ပူးတာသူ့ခိုင်းတာလား။ကျုပ်တော်ဝင်ရခြောက်နဲ့ရေစင်းကူးတဲ့သူတွေကိုရင်းနှီးတဲ့အောင်ခြောက်နဲ့ရတာ။ရင်းနှီးတဲ့သူတွေရဲ့အလောင်းကိုသူ့အားစားတာ။ကျုပ်ကလည်းအတင်းစားခိုင်းတယ်။မကြာခဏရင်းနှီးတဲ့တော့လူတွေကလည်းရေလာမကူးကြတော့ဘူး။မကြာခဏရင်းနှီးတဲ့တော့လူတွေလည်းရေလာမကူးကြတော့ဘူး။လူတွေမလာတော့ခြောက်ပေးမှလာကြောင်းနဲ့ကျွဲနှွားတွေကိုတတ်စားတယ်။ အခုဝင်ပူးနေရကောင်းလေးကိုယူနေအောင်နဲ့သူ့ပဲလှုပ်ထားတာကျုပ်လှုပ်တာမဟုတ်ဘူးကျုပ်ကသူ့ခိုင်းလို့လှုပ်လာတာမင်းခုဝင်ပူးနေရကူကနေချက်ချင်းထွက်နောက်ထပ်ဝင်ပူးလို့ကတော့ကျုပ်ဆိုးမဆိုးနဲ့တင်းစီအောင်လည်းပြောလိုက်နွားသိချောင်းကနေထွက်ရင်ထွက်မထွက်ရင်ကျုပ်ကိုယ်တိုင်လာမောင်းထုတ်မယ်လို့အောင်မြတ်သားစကားအစုံးမှာတော့ဝင်ပူးခန့်ထီးရဲ့တာပူတရားအယုတ်ကျိုးပြက်လဲကြသွားတယ်ပြန်တတိယလာတော့ဟဲ့လူလေးတရေတရေရှိရဲ့ကျုပ်ကုတ်ပေါ်ခွာစည်းလာတာ ရှာရကျုပ်လဲပေးလောက်ထိကြနေရကျုပ်ကြောက်တယ်ကြောက်တယ်ဆိုပြီးတော့သွေးယူသွေးတန်းအော်ဟစ်နေရမြင်တော့အောင်မြတ်သာရွာသားတွေစီကနေရေတခွက်တောင်းပြီးမန်းလိုက်တယ်မန်းပြီးလို့ရတဲ့ရေကိုတာပူးကိုတိုက်လိုက်တော့ခုနကအော်ဟစ်နေရတွေငြိမ်ကျသွားတော့တယ်အောင်မြတ်သာတို့လည်းရွာခန့်လူကြီးတွေကိုမနှံ့အပြက်မနှံ့ရှင်းနာရည်တိတိနွားသေးချောင်းသွားမယ်ဆိုတာပြောပြီးဖုန်ကြီးချောင်းပြန်လာခဲ့လိုက်တယ်မနှံ့ရှင်းနာရည်တို့တော့အောင်မြတ်သာတို့ရွာထဲကိုဝင်လာခဲ့လိုက်တယ်ရွာထဲရောက်တော့လူတွေအတော်ဆုံးနေပြီး ရွာကန်လူတွေကအောင်မြတ်တာကိုမြင်တော့ဆရာလေးညာဆရာလေးတို့ပြန်သွားတော့နွားတိတ်ချောင်းတွေကနေရေအော်တန်ကြီးကြားရတယ်။အဲ့လိုရေအော်တန်ကြားရတာထူးခြားမှုတစ်ခုဖြစ်တော့မယ်ဆိုတဲ့သဘောပဲ။ရွာကန်လူတွေရဲ့စကားကိုကြားတော့အောင်မြတ်တာစိတ်မပူပါနဲ့ကြုတ်တို့ကူညီပါမယ်။အခုနွားတိတ်ချောင်းသွားမဲ့လူတွေထဲမှာမိခလေးတွေမပါစေချင်ဘူး။မကြောက်တတ်တဲ့ယောက်ျားလေး၅ယောက်လောက်ခေါ်လာစေချင်တယ်။အောင်မြတ်တာစကားကိုကြားတော့ရွာကန်လူကြီးကအစ်စ်မဲဆရာလေးဒီမှာဆုထားပြီ။ ူတို့ကအကြောင်းနဲ့အသိမရှိဘူး။ဆရာလေးတို့အတွက်အသုံးဝင်မယ်ထင်ပါတယ်။အောင်မြတ်သားတို့လည်းရွာလူကြီးရဲ့စုထားပြီးရဲ့ကာလာသား၅ယောက်ကိုခေါ်ပြီးနွားသေးချောင်းရှိအောင်ထွက်လာခဲ့လိုက်တယ်။နွားသေးချောင်းဆက်လည်းရောက်ကောအောင်မြတ်သားကပါလာတဲ့ကာလာသားတွေကိုကြည့်ပြီးတင်းတို့ကြောင့်ရင်အခုတည်းကပြန်လှည့်သွားလို့ရတယ်။တင်းတို့မမြင်ဘူးတဲ့ຢာတွေမြင်ရမှာမလို့စိတ်မခိုင်တဲ့သူပြန်လို့ရတယ်။အဲဒီလိုပြောတော့အသားညိုညိုဗလာတောက်တော့ကာလာသားကကျုပ်တို့မကြောက်ပါဘူး။တရေတစီတွေကိုလည်းမြင်ဘူးတဲ့။ တင်းဆိုင်ကုန်းထဲမှာလည်းအရက်တောက်ဘူးတယ်။ကျုပ်တို့အဲ့လိုအကြောင်းလည်းမရှိဘူး။ကောင်းပြီ။တင်းတို့အစင်သေးဖြစ်ရင်ဒီပြောင်ယူပြီးမျက်လုံးမှာကွင်းလိုက်။ပြောပြီးစီစိတ်ဆက်ကူနဲ့ထုတ်ထားတဲ့ပြာတချို့ကို ပေးလိုက်တော့တယ်။ကာလာသားတွေအောင်မြတ်တာပေးရဲ့ပြောင်မျက်လုံးမှာကွင်းပြီးချောင်းရိုးတစ်လျှောက်ကြည့်လိုက်ရ။ဟာဆရာချောင်းထဲမှာမျက်လုံးနေနေတဲ့အကောင်နဲ့အများကြီးပဲမျက်လုံးနေပဲပေါ့နေတာ။ချောင်းထဲမှာမကောင်းဆိုးဝါးတွေအများကြီးနေရဲ့။ဒီနားပတ်ဝန်းကျင်ကမကောင်းဆိုးဝါးတွေအလုံးဒီချောင်းထဲမှာလာစုနေကြတာ။ ဆရာစကြတော့မလားအကုန်လုံးကိုမောင်းထုတ်ပြီးဒီနေရာကိုတန့်အောင်အရင်လုံးရမယ်အရိလို့ပြောတော့အောင်မြတ်သားချောင်းဆက်တိဆင်းသွားပြီးချောင်းရိုးတောက်လျှောက်ကိုလက်ညှိုးထိတ်နဲ့စီးချလိုက်တယ်စီးချပြီးရနဲ့လွယ်အိတ်ထဲကနေစီစိန်ဆက်ကူနဲ့ထုတ်ထားတဲ့ပြာတချို့ကိုယူပြီးချောင်းထဲကိုပြစ်ထည့်လိုက်တယ်ပြာတွေပြစ်ထည့်လိုက်လို့တိတ်မကြခင်မှာချောင်းထဲကနေဘူးစီပေါင်းတွေထလာတာမြင်လိုက်ရတယ်ဆရာချောင်းရည်တွေပွက်လာတယ်တပြေပြေချောင်းထဲကနေအငွေ့တွေထွက်လာတယ် ကာလာသားတို့ရဲ့အော်တန်ကြောင့်တက်ခိုင်လှမ်းကြည့်လိုက်တာအဟုတ်ကိုချောင်းနေရရေတွေစူပွက်လာတာမြင်လာရတယ်။တိုးကအောင်မြတ်တာတက်ခိုင်လွယ်အိတ်တရအချစ်ချိုးထုတ်ပေးတက်ခိုင်လည်းလွယ်အိတ်တရအချစ်ချိုးကိုယူပြီးဆရာအုပ်ပေးလိုက်တော့ဆရာအချစ်ချိုးမန်းလိုက်ပြီးကာလာသား၅ယောက်ကိုပေးလိုက်တယ်။အချစ်ချိုးကိုပေးပြီးတော့အောင်မြတ်တာမင်းတို့ခုနအမြင်နဲ့မျိုးလုံးနေနေရရှိသေးလားရှိသေးရဲ့ဆရာသူတို့တွေရေထဲမှာလူးလို့နေကြတယ်သူတို့တွေမရှိရတဲ့နေရာကိုတွေ့လားတွေ့ရဲ့ဆရာ ချောင်းအောက်ဘက်ဒဏီတော်ဘက်မှာဘာမှမရှိဘူး။ဟုတ်ပြီ။အဲဒါဆိုရင်မင်းတို့၄ယောက်ကအဲ့ချီကျိုးယူပြီးချောင်းအောက်ဘက်ဒဏီတော်ရှိရနေအောင်သွား။၄ယောက်ကချောင်းဟိုဘက်ကဲကိုအဲ့ချီကျိုးကမ်းပြီးကူးသွားရမယ်။ကြံ၄ယောက်ကဒီဘက်ကနေအဲ့ချီကျိုးအဆောက်အအုံကိုင်းထား။ဟိုဘက်ကံရောက်ပြီဆိုတာနဲ့၄ယောက်လုံးချောင်းပေါ်ကိုဆက်ခဲ့။၄ယောက်လုံးချောင်းပေါ်ကိုတက်ခဲ့။ဘာမှကြောက်စရာမလိုဘူး။မင်းတို့နာဘသူမှအကက်လို့မရအောင်။အောင်မြတ်တာစကားအစုံမှာတော့ကာလာသား၄ယောက်ချောင်းအောက်ဘက်ကိုဆင်းသွားတယ်။ အောင်မြတ်သားလည်းကျန်နေရဲ့ကာလာသားတယောက်ကိုကြည့်ပြီးတော့မေရတောက်ရနဲ့လိုက်သွားအချစ်ဂျိုတယောက်တစ်ဖက်ကိုင်းပြီးချောင်းပေါ်ကနေအောက်ကိုဆင်းခဲ့လိုက်အောင်မြတ်သားစကားဆုံးမှာတောက်ရနဲ့ကာလာသားတယောက်အချစ်ဂျိုယူပြီးချောင်းရိုးအပေါ်ဘက်ကိုတက်သွားတယ်တောက်ရနဲ့ကာလာသားတွေသွားပြီးမကြခင်မှာချောင်းရည်တွေကအငွေ့တွေထွက်လာပြီးတဖြည်းဖြည်းစုပွက်လာခဲ့တယ်ချောင်းထဲမှာရှိနေတဲ့မကောင်းဆိုးဝါးတွေကပူရဲတောင်မခံနိုင်ပဲချောင်းမော်ပြေးတက်ဖို့ကြိုးစားပြီးမြတ်အောင်မြတ်သားပိတ်ထားတဲ့စီးနှဲထိပ်ပြီးချောင်းထဲကို ပြန်လည်ကြနေရမြင်လာရတယ်။အဲဒီအချိန်မှာချောင်ရိုးပေးမှပေါက်နေတဲ့တရက်ပင်ပေါ်ကနေတစုံတယောက်ဆင်းလာတဲ့အတန်ကြားလို့ကြည့်လိုက်တော့လူတစ်ပိုင်းငါးတစ်ပိုင်းနာနာဘာဝတစ်ခါကိုတွေ့လိုက်ရတယ်။ခြုံထက်နေတဲ့သက်ဆွဲတွေပေါက်နေတဲ့ပါဇက်ထဲကနေရှာနှာခေါင်းအောင်ထုတ်ပြီးအောင်မြတ်တာတို့ကိုခြောက်လန့်နေတဲ့အတိုင်းလှုပ်ပြနေရ။ဘလို့ခြောက်လန့်ခြောက်လန့်အောင်မြတ်တာမကြောက်မှန်းသိတော့တရက်ပင်ပေါ်လှိကနေပြန်တက်သွားတယ်။အောင်မြတ်တာလည်းချောင်းပေးရမြေကွက်လက်ပေါ်မှာအင်းကွက်၁၆ကွက်ဆွဲလိုက်ပြီး အင်းကွက်အလယ်မှာဝင်ရလိုက်တယ်ဆိုရင်ပဲအင်းကွက်ထဲကနေအယောင်တဖိဖိတောင်းနေရဲ့ရှော့ကျိုးတွေထွက်လာပြီးတော့တရက်ပင်မောရစ်ပတ်တက်သွားပါလေရောအဲ့ဒီချိန်ချောင်းအောက်ပိုင်းကနေအပေါ်ကိုကူးလာတဲ့ရေတံတွေကိုကြားလိုက်ရတယ်ငါအကောင်ပေါင်းများစွာကူးခတ်လာနေတဲ့အတန်ကြားလို့ကြည့်လိုက်တော့မျက်လုံးနီနီနဲ့အကောင်တွေချောင်းပေါ်ကိုအလူရက်ကူးလာကြတာချောင်းအောက်ကနေကြီးမန်းကျိုးကိုဟိုဘက်ဒီဘက်ကိုင်ပြီးတက်လာတဲ့ကာလာသားတွေရဲ့အတန်ကိုကြားတော့မှ ဒီကောင်နေကြီးမန်းကျိုးတန်ကိုမခံနိုင်လို့အလူရဲ့ပြေးတက်လာမှန်းသိလာတယ်။အောက်ကနေတက်လာတဲ့အကောင်နေအပြင်တောင်ရိုးအပေါ်ဘက်ကနေလည်းအုပ်စုလိုက်ပြေးစင်းလာတာပါမြင်လာရတော့တက်ခိုင်အားတက်သွားပြီးတက်ပြင်းချမိလိုက်တယ်။ချောင်းရိုးအပေါ်နဲ့အောက်ကနေတက်လာတဲ့မကောင်းဆိုးဝါးတွေကချောင်းထဲမှာစုနေတဲ့ချိန်တရက်ပင်ပေါ်ကနေဝုန်းဆိုတဲ့အတန်နဲ့တူရေတရဲကောင်ပြုတ်ကျလာတယ်။ဒီကိုယ်လုံးရှော့ကျိုးတွေရစ်ပတ်ခံထားရပြီးလုံမရဖြစ်နေတဲ့ရေတရဲကောင်ကိုမြင်တော့ချောင်းထဲကနန္နာဘာဝတွေ မရုံသုံးကားဖြစ်ကုန်ကြတယ်။ချောင်းထဲမှာမကောင်းဆိုးရတဲ့လူလွတ်နေရများ၊ကိုယ်ထဲမှာမိနေရဲ့ငါးရီလိုပဲ။အောင်မြတ်တာလည်းမြေကိုဖနှောင်းနဲ့တစ်ချက်ပေါက်လိုက်တာ။ရေတရဲကောက်နဲ့မြေကြီးပေါ်ကနေရေတဲကိုတရွတ်တိုက်ပါသွားတယ်။ရေတရဲကောက်ချောင်းထဲရောက်တာနဲ့တပြိုင်နက်ရေတွေကပုတ်ဆူလာပြီးတော့အခိုးငွေ့တွေထလာခဲ့တယ်။ချောင်းထဲမှာအော်နေရဲ့အတန်တွေကကြောက်ခမန်းလိလိပဲ။အဲဒီချိန်ချောင်းရုပ်အပေါ်ဘက်ကနေလေအစင်းပေါင်းများစွာဆင်းလာတာကိုတွေ့လိုက်ရတယ်။အလေးရောက်နေတောက်ပနေရဲ့လေပေါ်မှာတော့ ရွှေရောင်စောင်းကြီးပတ်ပြီးဇပင်ပါလျာချကရက်နေရဲ့ပုပ်ကိုတပောင်းမြင်လာရတယ်။ထိုပုပ်ကိုဟာလေပေါ်ကနေစောင်းသက်တကြတီးလိုက်တဲ့ချိန်ချောင်းထဲမှာဘယားနေပေါ်လာမှမသိရမိချောင်းနေရောက်လာခဲ့တယ်။မိချောင်းနေရောက်လာတဲ့ချိန်အောင်မြတ်သာပိတ်ထားတဲ့ကြီးမန်းကျိုးကိုဖွင့်လိုက်တယ်။မိချောင်းနေလည်းချောင်းထဲမှာပိတ်မိနေရဲ့နာနာပါဝါးတွေကိုလိုက်ကြိုက်ပြီးမောင်းထုတ်ကြတာ။ချောင်းရုပ်တစ်လျှောက်အော်ဟေကူးခတ်နေရဲ့အတန်နေစုညံသွားတော့တယ်။အော်ဟေကူးခတ်တန်နေပျောက်သွားတော့လေပေါ်ကပုပ်ကိုဟာရေထဲဆင်းလာပြီး ရေပေါ်မှာမတက်ရက်ပြီးအောင်မြတ်တာအုပ်ကြီးကတင်းရလူငယ်ပြီးမဲ့ပညာအစွမ်းကတဲ့မြင့်တကူကျုပ်လိုပုပ်ကိုမနေနိုင်အောင်ခေါ်လိုက်တဲ့ကတင်းအစွမ်းကိုတိလာရတယ်။တင်းစိတ်မပူပါနဲ့။မကောင်းဆိုးွားတဲ့ဒီချောင်းရုပ်တစ်ယောက်ကဆင်းသွားတာနဲ့ကျုပ်ပိုင်နဲ့ရေငန်ပိုင်းကိုယောက်သွားလိမ့်မယ်။ရေငန်ပိုင်းထဲမှာသူတို့ထိန်းချောင်းနိုင်မဲ့လက်အောက်နေသားတွေအများကြီးရှိပါတယ်။အဲဒီလိုပြောတော့အောင်မြတ်တာကရေငန်တရိုးကိုပိုင်ဆိုတဲ့ရေငန်ပိုင်ပူပိုးကပြောမှာတော့ ကြုတ်စိတ်အေးရပါပြီ။ဒီเจ้าလည်းရခင်တို့စီကားတရအောင်စောက်ရှောက်ပေးပါလို့ပြောတော့ရင်ငံပိုင်ဘူးဘူးကဒီเจ้าရို့ကြုတ်တပည့်တယောက်ကိုစောက်ရှောက်ခိုင်းထားပါတယ်။အဲဒီလိုပြောပြီးလက်ညှိုးထိုးလိုက်တာရေအလျားနဲ့မတည့်ရလျက်ပေါ်လာတဲ့ပုံကိုတူကိုတွေ့ရတော့လေ။ရေတရထွက်လာတဲ့ပုံကကျောင်းနာမည်တပွဲစားဖိုးမောင်လို့ခေါ်ပါတယ်။အဖိုးရဲ့တောင်းဝင်ပေးချက်ရဒီချောင်းကိုဆောက်ရှောက်ပါမယ်။ကျုပ်ကိုပူဇော်ပါသရင်တော့ဝါဝင်ဝါထွက်တိုင်းချောင်းယူပေးမှာ မဝတ်ချိုကောင်းငင်းတို့နဲ့ပူဇော်ပသပေးပါရွာသူရွာသားတွေအကျိုးဖြစ်ထုံးပါလိမ့်မယ်ပြောပြီးတော့ရေထဲကိုပြန်ငုံရှိုးသွားပါတယ်အောင်မြတ်သားနဲ့ရေငန်ပိုင်ဘူးဖို့ကျေးဇူးတင်ကြောင်းပြောလိုက်တဲ့ချိန်ချောင်းထဲမှာရက်ထားတဲ့လေရလေအဟုန်လိုပြေးထွက်သွားခဲ့တယ်အောင်မြတ်သားနဲ့ကာလာသားတွေကိုတိတ်ချမှပြီးရွာထဲကိုပြန်ဝင်တဲ့ချိန်ယူနေရတာဘူးလူကောင်းပကတိပြန်ဖြစ်နေရတွေ့လိုက်ရတော့တယ်အောင်မြတ်သားတို့လည်းရွာထဲမှာတ냐ဆက်နေပြီးနောက်တနေ့အာယုံတက်ချိန်မှာ ရွာတွေကထွက်လာခဲ့ကြတော့တယ်။ဟုတ်ကဲ့ပါရှင်။စာရေးသူဇေယနာရာမညရေးသားထားတဲ့အောင်မြတ်တာနဲ့ရေးတရေဆိုတဲ့ဇလန်းကတော့ဒီမာရီမဲပြီးဆုံးပါပြီရှင်။ဇလန်းလေးကိုအားပေးခဲ့တဲ့အတွက်လည်းပရိသတ်ကြီးအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။